မရှိဘူးမရှိဘူးဘာကြောက်လဲဆိုဟိုကစားရတာလည်းနည်းနည်းလေးဟိုဘက်တင်အရင်ခံစစ်ပထမအိမ်မှာခံစစ်အရင်ဟိုဟာဘယ်လိုပြောမလဲဒီဖြစ်လုံအားရှိရဖြစ်တော့ဟိုဘောလုံးလည်းတိတ်မရဘူးမရတဲ့အတွက်ကြောင့်အဲဒီကိုလည်းကိုယ်တိုင်လည်းဘာမှတိတ်မလုပ်ပြနိုင်ဘူးတော့ခံစားရပါတော့။ဒါပေမဲ့လည်းဟိုအသင်းနိုင်မွေးရအတွက်တခြားအသင်းမော်ရင်းနီးပြဆရာတွေကိုအကုန်လုံးလည်းကျေးဇူးများတင်ပါလာပြီးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးများတင်ပါ။အာ အမမမအောင်ဆိုတော့ကျွန်တော်လေရင်ကစားတဲ့တက်တန်းတစ်ချောင်းအခုဆိုရင်10နှစ်ပြည့်ပြီပေါ့နော်2025ဆိုရင်လေရင်က2015တည်းကကစားတယ်10နှစ်ပြည့်ပြီဆိုရင်ဒီဘွေးကအများဆုံးလို့တော့ပြောလို့ရတယ်ပေါ့ဟုတ်အဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ်ပြောတော့ကျွန်တော်တို့ အနိုင်မွေးရတဲ့အတွက်တော့ကျွန်တော်အများကြီးဝမ်းသာပါတယ်အားရကျင်နမှုတော့ရှိပါဒါပေမဲ့ကျွန်တော်ဒုတိယပိုင်းကစားသွားတာတော့ကျွန်တော်လုံးဝအားရကျင်နမှုရှိဘူးနော်အဲနောက်လာမဲ့ပွဲရံနဲ့ဒီထက်ပို့ပြီးတော့အာယုံဆိုင်ရဖို့လိုအပ်သလိုဒီထက်ပို့ပြီးတော့လည်းကြိုးစားဖို့လိုအပ်သလိုပြီးတော့သင်ရဲ့ discipline ကိုလည်းလိုက်နာဖို့လိုအပ်တယ်ပေါ့ကျွန်တော်အမြဲတမ်းပြောနေကြရကျွန်တော်အခွင့်အရေးရရင်တော့ကျွန်တော်အကောင်းဆုံးအခွင့်အရေးကိုအာမိရဆုပ်ကိုင်မယ်အဲ့လိုမျိုးကိုသိတယ်ဒါပေမဲ့ ကျွန်တော်တို့ကအသိနိုင်ပုံရေးကြည့်တာပေါ့နော်ကိုရဖို့အတွက်ကကျွန်တော်တို့အရင်မကြည့်ဘူးဒါကျွန်တော်အခုဒီမှာမှမဟုတ်ပါဘူးကျွန်တော်ဘောလုံးစပြီးတော့ကျွန်တော်တော်တော်များများစသတိရတယ်ကျွန်တော်အဲ့လိုမျိုးပဲအင်တာဗျူးတွေဖြစ်ရင်ကျွန်တော်ကကိုသွင်းရတာကိုခံနေရတာကိုကြိုက်တယ်ပြီးတော့ကျွန်တော်အသိနိုင်ဘယ်သူပဲကိုသွင်းနေကျွန်တော်ကျင်းတတ်တယ်မရှိဘူးမရှိဘူးဘာကြောက်လဲဆိုတော့ဟိုကစားရတာလည်းနည်းနည်းလေးဟိုဘက်တင်အရင်ခံစစ်ပထမအိမ်မှာခံစစ်အရင်ဟိုဟာဘယ်လိုပြောမလဲဒီဖြစ်လုံအားရှိရဖြစ်တော့ ိုဘောလုံးလည်းအသိမရဘူးမရတဲ့အတွက်ကြောင့်အဲဒီကိုလည်းကိုယ်တိုင်လည်းဘာမှအသိမလုပ်ပြနိုင်ဘူးလို့ခံစားရတယ်ဗောနော်ဒါပေမဲ့လည်းဟိုအသိနိုင်မွေးရတဲ့အတွက်တခြားအသိမော်ရင်းနီးပြဆရာတွေကိုအကုန်လုံးလည်းကျေးဇူးများတင်ပါလာပြီးတဲ့ပြိသက်တွေကိုလည်းကျေးဇူးများတင်ပါအာအမှတ်မမှားဘူးဆိုတော့ကျွန်တော်လေရင်ငင်စားတဲ့တက်တန်းတစ်ချောင်းအခုဆိုရင်10နှစ်ပြည့်ပြီဗောနော်2025ဆိုရင်လေရင်ငင်စား2025တည်းကအသာလေ10နှစ်ပြည့်ပြီဆိုရင်ဒီဘွေးကအများဆုံးလို့တော့ပြောလို့ရတယ်ဗောဟုတ်အဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ် တေချာမလုတ်ပြလုတ်ပြနိုင်တယ်မလုတ်ပြနိုင်တယ်ဆိုတာပြတခါကျရင်လိုပဲဘောလုံးသင်းဆိုအရန်ကောင်းပြီးတော့ရှုံးသွားတဲ့အသင်းတွေလည်းရှိရဲ့ခြေစွမ်းအရန်ကောင်းပြီးတော့အနိုင်မရတဲ့လူတွေလည်းရှိတယ်ဗောနော်ဒါပေမဲ့ဒီနေ့လာအားပေးတဲ့ပြိသက်တွေလည်းကျေးဇူးများတယ်နော်ဟိုကျွန်တော်လာအားပေးသည်ဖြစ်စေဟိုကျွန်တော်တသင်းလုံးလာအားပေးသည်ဖြစ်စေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကွင်းနဲ့လာလို့ရကျွန်တော်တို့အတင်ရပြိသက်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့တိတ်ပြီးတော့ဟိုဒီခြေစွမ်းပြနိုင်မှာတိတ်ပြီးဖြေရတော့မရှိဘူးပေါ့နော်ပထမတော့ဒါကတော့ကျွန်တော်တို့ ကွင်းထဲမှာဖြစ်လာတော့ရတဲ့ပြစ်တံပေါ်ပြစ်တံပေါ်ကျွန်တော်တို့ကပုံမှန်ဆုံးဓာတ်ရိုက်ကန်လာတော့ဘာလို့လုပ်ရဲအဲ့တော့ကျွန်တော်ကအဆိုးမိုးကြော်ရဲ့တရားထောင်ရုံကျွန်တော်ကခေါ်ပြီးတော့နည်းပြောလိုက်ရပါတော့ဒီလိုမျိုးအနောက်တိုင်းသွားဒီလိုမျိုးကဘောလုံးအနောက်တိုင်းလေးကိုပြန်မင်းမယ်အဲ့လိုမျိုးအဲ့ရနေလို့ရဒါတော့ဘုလင်းဆိုဒါဖော်မြူလာလိုမျိုးဖြစ်နေပါဘောလုံးဒီမှာဒီလိုပဲဟိုဂိုးအများဆုံးရနိုင်တာဆက်ပြရနေကိုဂိုးအများဆုံးရတာဆိုတော့ဒါကတော့ဟိုနောက်လေကျွန်တော်ဒီလိုမျိုးပဲဆက်ပြရနေစူးစမ်းပြီးတော့ဂိုးရအောင်လို့လုပ်အောင်ပါတော့ တဲ့သေးချာတော့မသိလိုက်ဘူးတမ်းမိုင်ငွန်းလာလာပြီးတော့မန်နေမတော့ရှုပ်ချက်ခတ်နေတာရောအဲ့နားမှာအဲ့လိုမျိုးဖြစ်သွားတဲ့ဒါပေမဲ့ဟုတ်ဒါပေမဲ့ဘသူပဲသွင်းသွင်းမှာနှစ်သိန်းနိုင်ရအတွက်ရှင်းပြပါတော့နည်းတော့တဲလေးလားကကိုင်းတယ်တွေ့ရပါတော့ဒီနေ့ဆိုတော့တတိယလေးအာအဲ့လိုမျိုးကျွန်တော်တို့တွေဖွဲ့ရအမြဲတမ်းအဲ့လိုပဲအခန်းထဲမှာလည်းအဲ့လိုပဲဘောက်ဖို့ကြားနေလဲကနေရအဲ့တော့ကိုင်းထဲမှာလိုမျိုးပေါ့နော်ပြိတ္တိုက်လည်းအဲ့လိုမျိုးနိုင်လည်းအဲ့လိုမျိုးကတော့ပြိတ္တိုက်လည်းနည်းနည်းပို့ပြီးတော့ ဟိုစိတ်ကြည်နူရမယ်ပြောရှင်ရမယ်ထင်တယ်ဗောနော်အဲတော့အတိတယောက်ပဲဗောနော်အတိတယောက်ပဲသူတို့ဒီပွဲမတိုင်ခင်လေးကအဲ့လိုမျိုးကျွန်တော်အကြောင်းနည်းနည်းလေ့လာလာတယ်ဗောနော်ဟိုနည်းနည်းလေ့လာလာတယ်အဲ့တော့သူတို့လည်းဒါကတော့အသင်းတိုင်းမှာတော့ key player ဆိုတော့သူတို့နည်းနည်းလေးဗီဒီယိုပဲကြည့်ပြီးတော့အဲ့လိုမျိုးဘလို Facebook တားဆင်းလဲဆိုတော့ဒါကတော့ဒီကျွန်တော်တို့ဒီမှာဟောဒီတကဘာလုံးမှာရှိပါတော့ဟောဒါအာဒါကတော့ဘောလုံးစားတာတော့ဟိုဘလို့ပြောမလဲကျွန်တော်တို့ ဟုတ်အပြောကစားမဟုတ်လင်းတော့ပြောကစားမဟုတ်တဲ့ချင်းကတော့ဘယ်လိုပဲသူတို့လည်း inline အားတဲ့ကစားကိုလည်း inline အားတဲ့ကစားအဲ့ဒီပုံမှာထိကိုက်ထိကိုက်တာတွေပါလားတမင်သက်ထိကိုက်လို့စိတ်ဖြစ်ပါသေးဆိုပြီးတော့ကစားမဟုတ်တဲ့အတွက်ပြဿနာတော့တိတ်မရှိပါဘူးကျွန်တော်နိုင်ရတဲ့အတွက်တော့တာဝန်ကြီးတယ်လို့ပြောလို့ရတယ်လို့ပရိသတ်တွေလည်းတာဝန်ကြီးလို့ကျွန်တော်လည်းနိုင်ရတာအမလို့အမရတော့မဖြစ်ပါဘူးเนาะအမလို့အမရမဖြစ်ဘူးဆိုတာကခုနကပြောဒါကတော့ဘောလုံးမှာဖြစ်မှာပဲကျွန်တော်တို့မှမဟုတ်ဒီကဘာမှာရွန်ဒိုတို့မက်ဆီတို့တို့လည်း အဲ့လိုမျိုးအခွင့်အရေးရတဲ့ခါရရန်လွဲချော်တာရှိရပဏလီဘာကြီးကလွဲချော်တာရှိရဒါဖြစ်တတ်တဲ့သဘောတရားပါအဲ့တော့တိတ်ပြီးတော့အားမလို့အားများတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်နောက်ပွဲမှာကခုနကပြောသပဲဟိုဘယ်လိုမျိုးတခြားအဆုံးသတ်မယ်လားအတင်းအတင်းယူပြီးတော့ကျူးစားမယ်ဟုတ်